ဒီလက်သားချီဘုဒ္ဓဘူးဂျိုကုန်တို့အာကောင်းညံမကောင်းညံမော်မူတည်ပြီးတော့အစွမ်းအစကိုတိနိုင်သလိုဘုသားမှုရှိတဲ့သူလားမယိုမသားလိန်ကောက်တတ်တဲ့အသူလားဆိုတာကိုလည်းဆုံးဖြတ်နိုင်တယ်။အဲလက်သားကရှိတဲ့သူကဒီပါဏမှုအရန်ကောင်းသွားတယ်။အဲပါဏမှုကောင်းလိုက်တဲ့သူတွေကဒီလက်သားကပဲပုံစံတစ်ခုကူပြောင်းသွားတတ်တဲ့သဘောကျွန်းခံနေတဲ့ဆိုလို့ရှိရင်သူကသူပြောခြင်းတဲ့အကြောင်းအရာကို တစ်ဖက်သားနားလည်အောင်မပြောတတ်ဘူးသူခံစားချက်ကိုထုတ်ဖော်မပြောတတ်မင်္ဂလာပါခင်ဗျာဒီနေ့တေပြမဲ့လက္ခဏာအကြောင်းညာကလက်သန်းနဲ့ပတ်သက်တယ် ဗုဒ္ဓဘူးဂျိုကိုနဲ့ပတ်သက်တဲ့အကြောင်းအရာအတည်ပြမယ်ဒီလက်သန်းနဲ့ပတ်သက်တဲ့အကြောင်းအရာဗုဒ္ဓဘူးဂျိုကိုနဲ့ပတ်သက်တဲ့အကြောင်းအရာကတင်ပြခြင်းအကြောင်းကဒီလက်သန်းဒီဗုဒ္ဓဘူးဂျိုကိုဒီလူတယောက်ကစကားပြောဆိုရင်လည်းပတ်သက်တယ်။နောက်လိမ္မာပန်းနှံ့မှုလည်းပတ်သက်တယ်။အဲ့တော့ဒီသိပ္ပံပညာဒီဘေးရင်ပညာအစသည်ဖြင့်ပညာရဲ့ဒီစည်းဝေးမှုနဲ့လည်းပတ်သက်တယ်။အဲ့ခါကျတော့ဒီလက်သန်းဒီလက်သန်းအခြေဗုဒ္ဓဘူးဂျိုကိုလို့ အားကောင်းခြင်းမကောင်းခြင်းပေါ်မူတည်ပြီးတော့လူတယောက်ရဲ့အစွမ်းအစကိုသိနိုင်သလိုနောက်တော့ဒီလက်ကမ်းအခြေအနေနဲ့ဒီလက်ကမ်းအောက်ခြေကဗုဒ္ဓဘုဂျုံကိုကြည့်ပြီးတော့ဒီလူဟာယူသားမှုရှိတဲ့သူလားမယူမသားလိန်ကောက်တတ်တဲ့အသူလားဆိုတာကိုလည်းဆုံးဖြတ်နိုင်တယ်။အဲဒါလေးကိုရှင်းပြမယ်ဆိုရင်ပထမဦးဆုံးကလက်တန်းလက်တန်းရဲ့အရှိကြည့်မယ်။နောက်ပြီးတော့မှဒီဗုဒ္ဓဘုဂျုံရဲ့အခြေအနေကို ကြည့်မယ်။ ါတို့ကဒီလက်သန်းရဲ့အတွင်ပြင်ခေါ်တဲ့သူ့ရဲ့အနေထားကိုကြည့်မယ်ဆိုတော့အချက်၃ချက်ကိုတင်ပြမယ်အရင်ဆုံးအဲပထမဦးဆုံးကဒီလက်သန်းကိုတိုင်းတာတဲ့အခါမှာလက်သကြွယ်ကပထမအစ်စ်ပေါ်မူတည်ပြီးတိုင်းတာလေးရှိတယ်အဲ့တော့ဘယ်လိုတိုင်းတာလဲဆိုတော့ဒီလက်သန်းကလက်သကြွယ်ရဲ့ပထမအစ်စ်ကိုမိနေတဲ့ဆိုလို့ရှိရင်ဒါကပုံမှန်တန်းဝင်တဲ့ အတင်တင်တဲ့နဲ့အရှိရဲ့အရှိရှိတဲ့လက်သန်းဖြစ်တယ်လို့သတ်မှတ်မယ်။နောက်တစ်ခုလက်သန်းကဒီသတ်မှတ်တဲ့လက်သကြွယ်ရဲ့ဒီပရမအောက်ကို ရောက်နေမယ်ဆိုလို့ရှိရင်သူကကပားရည်နိုင်ရှိတာလေးတွေရောကြသွားမယ်။နောက်စကားပြောဆိုလေးတွေနဲ့ချက်အားနေသွားမယ်။သူတပားကိုစိတ်ဝင်စားအောင် ပြောနိုင်တဲ့အခြေလေးတွေအားနေသွားမယ်ဆိုတဲ့အနေထားလေးရှိတာကိုပြောနိုင်တယ်။ထို့နည်းတူသာပဲလက်သန်းကရှိလာပြီဆိုလို့ရှိရင် ဒီပါနမှုအရန်ကောင်းသွားတယ်အဲပါနမှုကောင်းလိုက်တဲ့သူတွေကဒီလက်သန်းကပဲပုံစံလေးတစ်ခုပြောင်းလဲသွားရင် ဖြစ်ဖြစ်ဒီဘုတ်တဘူးဂျုံကပဲအားနဲ့ချိုးရင်းနဲ့ရှိရင်ပဲဖြစ်ဖြစ်လက်ဝါးပြန်ပေါ်မှာဒီမယိုးသားမယိုးမသားလုတ်တတ်တယ်ပေါ့နော်ဒီဒူးစိုက်မှုကျူးလွန်တတ်တဲ့စိတ်ထားအနေအချက်လေးပါသွားလို့ရှိရင်သူကပါနမှုကနေပြီးတော့အလင်းလေတဲ့ဘက်ကိုကူပြောင်းသွားတတ်တဲ့သဘောလေးရှိတယ်ဒါကဒီလက်သန်းအရှိ နောက်ကဒီဗုဒ္ဓဘူးဂျိုကိုဗုဒ္ဓဘူးဂျိုကိုကြည့်တဲ့ခါကျတော့ဗုဒ္ဓဘူးဂျိုကိုရဲ့ကောင်းခြင်းမကောင်းခြင်းဂျိုကိုဘယ်ကြုံဝဲပြီးကောင်းခြင်းမကောင်းခြင်းကိုကြည့်တဲ့ခါမှာဒီသူကလက်ချောင်းလေးတွေသူကိုစားပြီးတော့လက်ချောင်းလေးတွေရှိတယ်ဒီဗုဒ္ဓဘူးဂျိုကိုဆိုတော့လက်သန်းကိုစားပြုတယ်နောက်ဒီလက်ညိုးဆိုလို့ရှိရင်ကြာသာပရိဂျိုကိုကိုစားပြုတယ်နောက်လက်ကလေးဆိုလို့ရှိရင်စနေဂျိုကိုကိုစားပြုတယ်နောက်လက်တကြွယ်ဆိုလို့ရှိရင်တနင်္ဂနွေဂျိုကိုကိုစားပြုတယ်အဲ့တော့ဒီလက်တွေရဲ့ကောင်းခြင်းမကောင်းခြင်းတွေကဒီ ဂျိုကုံဒီဘောမှာသွားတက်ရောက်မှုရှိတယ်လို့ဒီဂျိုကုံဒီနဲ့အချက်လက်နဲ့ဒီလက်ချောင်းရဲ့အချက်လက်နဲ့ပေါင်းပြီးတယ်လူတယောက်ကသဘောထားနဲ့ဘဝနဲ့ပတ်သက်တဲ့ဂျိုကုံရဲ့အာဆုံးဖြတ်အချက်တွေမှာသွားတက်ရောက်မှုရှိတယ်အဲ့တော့ဂျိုကုံကြီးတဲ့ခါမှာဗိုလ်တပူးဂျိုကုံကတချို့ကပြားချက်နေတာရှိတယ်တချို့ကမောက်လွန်းနေတာရှိတယ်သူကပြားချက်တဲ့အခါကျတော့အားမရှိဘူးခေါ်တယ်ဒီမောက်လွန်းတဲ့အခါကျတော့ဒီ လွန်ခဲ့တဲ့သဘောဖြစ်တဲ့ခါတာမန်အဆင့်ပေါ့နော်ဒီဂျိုကွန်ကအတိုင်းတာလေးရှိမယ်ဆိုရင်သူဒီဘာပဲဖြစ်ဖြစ်ဒီဂုံကူးသန်းရောင်းဝယ်မှုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်သိပ္ပံပညာရနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဗေဒင်အတတ်ပညာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်လူမှုရေးနဲ့ပတ်သက်လို့ပြောနိုင်ဆိုနိုင်တဲ့ကိစ္စရဲ့လေးပဲဖြစ်ဖြစ်ဒီလူတွေကဆောင်ရွက်နိုင်တဲ့သဘောရှိတာကိုတွေ့ရတယ်အဲ့ဒီမှာဒီဗုဒ္ဓဘုဂျိုကွန်မှာပေါ်လာတဲ့အခြေအနေကြီးကြည့်မယ်ဆိုရင် ်ငင်းချောင်းလေးစီ၃ချောင်းက၆ချောင်းပါတာရှိတယ်အဲ့လို၃ချောင်းနဲ့၆ချောင်းပါတဲ့အားကြတော့ဒီဆရာဝန်ပညာတို့စေပညာတို့ ਨੇ ဘသူတက်မြောက်ကျွမ်းကျင်ပြီးတော့ဒီလုပ်ငန်းနဲ့အသက်မွေးရတတ်တယ်အမျိုးသမီးတွေဆိုလို့ရှိရင်သူအဲ့လိုပါလို့ရှိရင်ကိုယ်တိုင်ဆရာဝန်မဖြစ်တဲ့အတိုင်အောင်တော့မှဒီဒီဆရာဝန်နဲ့အိမ်အောင်ကြတတ်တဲ့သဘောမျိုးရှိတယ်လို့ဆိုတယ်နောက်တော့ကတကယ်လို့ပေါ့နော်ဒီပုတ်တဘူးဂျိုကုံပေါ်မှာ အမှတ်ကဘာပါလဲဆိုကျောင်းအမှတ်လေးတွေသွားပါမယ်ဆိုလို့ရှိရင်နောက်ကန့်လန့်စင်းတွေသွားပါမယ်ဆိုရင်ဒီဂျိုဂုံရဲ့အနေထားကပြတ်သွားပြီတကယ်လို့ကျောင်းအမှတ်သားပုံဒီဒီအစင်းလေးအစင်းလေးတစ်ချောင်းရှိတယ်ဒီအစင်းလေးမှာကျောင်းခံနေတယ်ဆိုလို့ရှိရင်သူက तू ပြောခြင်းနဲ့အကြောင်းအရာကိုတစ်ဖက်သားနားလည်အောင်မပြောတတ်ဘူးသူခံစားချက်ကို ထုတ်ဖော်မပြောတတ်ဘူးပေါ့နော်ကိုမြင့်တဲ့တရားကို तू နားလည်အောင်ပြောနိုင်တဲ့စွမ်းစားမရှိတဲ့အတွက်ကြောင့်ဒီလူတွေက သူတို့ဘာတွေရဲ့အထင်လွဲခြင်းကိုခံကြရတတ်တယ်။နောက်ဒီကန့်လန့်မြင်းတွေပါတာကတော့ဒီဂျိုကွန်အားကိုရော့စေတယ်ရှိတယ်။နောက်ဒီဗုဒ္ဓဘူးဂျိုကွန်အားနေတယ်လို့သတ်မှတ်တာရှိတယ်။အဲ့မှာတစ်ချက်ပေါ့နော်ဗုဒ္ဓဘူးဂျိုကွန်မှာသူကရှုပ်ထွေးနေတယ်။တစောင်းနေရောအတဲ့တွေရောနော်ဒီတန်စကားကွက်မဟုတ်တောင်မှပေါ့နော်ဒီရှုပ်ထွေးနေတယ်ဆိုရှင် तू ကဒီစိတ်ကောင်းမရှိဘူး။နောက် तू အတွေးခေါ်နေတဲ့ပတ်တဲ့ तू က ကို့အတွေးခေါ်ကိုအတုံးချနိုင်တဲ့အဆင့်အထိသူကကောင်းထည်ဖော်နိုင်တဲ့သဘောမရှိဘူးပြီးတဲ့အခါကျတော့ဒီလက်သန်းအချောင်းလေးဒီလက်သန်းအချောင်းလေးမှာကျတော့သူကလက်သန်းအချောင်းလေးကခုနပြောရှည်လဲရှည်တယ်ရှည်တဲ့အခါမှာဒီပထမအစစ်ပေါ့နော်ဒီပထမအစစ်ကအပေါ်ရောက်ပြီးတော့သူကလက်သန်းလေးကကောက်နေတယ်ဆိုရင်သူကပန်းနဲ့တိုင်းတဲ့အတိုင်းတန်နေတော့လိမ့်လေလှည့်ပြားတဲ့အတိုင်းတာဖြစ်သွားတတ်တယ် ဲမကျန်းဒီမှာပေါ့နော်ဒီပြောထားတဲ့ချက်လေးတွေမှာတချို့ကိုယ်လဲမှုလေးရှိတာကတော့လက်တန်းရှည်လို့ရှင်စင်စာတွေးခေါ်မှုနဲ့ပတ်သက်အရန်ကောင်းတယ်လို့ဆိုမှာဒါဘလို့ပဲဖြစ်ဖြစ်ပေါ့ဒီလက်တန်းကရှည်သွားပြီဆိုလို့ရှင်ပြောရေးဆိုတာကောင်းပေါ်နေစကားပြောလဲကောင်းတဲ့အတူတူဖြစ်တယ်တကယ်လို့ကိုနာပြောတဲ့တောက်သွားပြီဆိုလို့ရှင်တော့စကားပြောရင်မုသာဝါဒနဲ့လိန်လေတတ်တဲ့သဘောရှိတယ်အဲ့မှာတစ်ချက်ကဒီဗုဒ္ဓဘူးဂျုံပေါ်မှာဒီတက်ချီတော့ပါတယ် ကြက်ချိန်သွားပါလို့ရှိရင် तू ကရေဘူးအရင်ပြောမယ်ဆိုတော့လိန်လက်တတ်တဲ့သူလို့ပြောလို့ရတယ်နောက်တစ်ခါဒီအချက်ကနေပြီးတော့အနှဲငယ်ရွှေ့ပြီးပြောလိုက်မယ်ဆိုရင်ကြက်ချိန်ကပါတယ်လက်ဝါးပုံစံကောင်းတယ်ဆိုလို့ရှိရင်ဒီလူကသူ့အသုံးပြုပြီးတော့စကားပြောဆွမ်းရည်ကိုအသုံးပြုပြီးတော့ဘဝကိုတိုးတက်အောင်လုပ်နိုင်တယ်လို့ပြောလို့ရတယ်အဲ့မှာတစ်ချက်ဥကောင်းလန်းလန်းကလက်သန်းဘက်ကိုနင်းငယ်လေးကော့တက်နေတယ်ကော့တက်ပြီးတော့ ဒီလက်သန်းကနည်းနည်းလေးရှည်တယ်ရှည်ပြီးလက်သန်းကလည်းကောက်တယ်နောက်ပြီးတော့ဒီဂျိုကိုမှလည်းရှုပ်ထွေးတဲ့အမတ်သားရှိတယ်ဆိုလို့ရှိရင်သူကကြီးပွားတိုးတက်ခြင်းနဲ့ဆန္ဒကိုဥကောင်းလန်းချောင်းကပြတယ်လက်သန်းနဲ့ဗုဒ္ဓဘူးဂျုံကမယုံမသားဖြစ်တဲ့သဘောကိုပြတယ်ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့လိန်လေလှဲ့ပြားပြီးတော့လောက်ကင်စားတော့တတ်တဲ့အသူမျိုးဖြစ်တာကိုတွေ့တယ်အဲ့မှာပေါ့နော်ဒီလက်သန်းလေးက ရှည်ပြီးတော့ကျွန်းကျွန်းလေးလက်ဖြစ်နေတယ်လက်သန်းကလည်းခုနကပြောတဲ့အချက်တွေနဲ့မကောင်းတဲ့အချက်တွေပြည့်နေမယ်ဆိုလို့ရှိရင်ဒီလိုလူမျိုးကပေါ့နော်သူတစ်ပါးပစ္စည်းကိုမတရားအရယူလိရှိတဲ့ဒီကားတွေပေါ်မှာလိုက်ပါလုပ်လိရှိတဲ့သူတွေမှာပါလိရှိတယ်လို့ဆိုရဲပေါ့နော်ကားမတော်ပေါ့ဒီအိတ်တွေပါတွေကို ခွဲတာတို့ကိုဒီပစ္စည်းတွေပါတွေနှိုက်တာတို့နော်ဒီစိတ်တည်ငြိမ်စွာထားပြီးတော့ဒါနဲ့ခွဲတာတို့လုပ်လိရှိတဲ့ သူတွေမှာပါဠိရှိတယ်။အဲ့မှာတခုကခုနကပြောတဲ့အချက်ကဒီလက်ကလက်ချောင်းရဲ့ပုံစံလက်ချောင်းကောက်တာ၊ကွေးတာ၊ဖြောင်းတာတော့ဒီဗုဒ္ဓဘုဂျုံကောင်းခြင်းမကောင်းခြင်းအတီအပေါ်ကိုပြန်ကြည့်တဲ့အခါကျရင်ဒီအဓိကဆုံးဖြတ်ချက် ကပေါ့နော်အဓိကဆုံးဖြတ်ချက်ဆိုတာကဒီလက်ဝါးပြင်ကောင်းခြင်းမကောင်းခြင်းဆိုပြတဲ့ကလက်ဝါးပြင်အနေထားကလည်းဒီကံလန်းကြောင်းတို့ညာလန်းကြောင်းတို့ကလည်းကောင်းမွန်နေတယ်။နောက်ပြီးတော့ဒီမှာလည်းခုနပြောတဲ့ဒီကချုပ်ရင်းရဲ့သဘောမျိုးလည်းမရှိဘူး။ ဆိုလို့ရှိရင်ဒီအချက်တွေကပါတော့ညာလဲပဲသူကရိုးရိုးလိန်လဲတဲ့သဘောဖြစ်သွားမယ်။ရာဇဝမှုကျွလွန်တဲ့အဆင့်အထိမဖြစ်နိုင်ဘူး။ဒါပေမဲ့တစ်ခုရှိတာကတော့ဥကောင်းလမ်းကြောင်းကတကယ်လို့များပါတော့ဒီအင်္ဂါဂျိုကုန်ဘက်ကိုဆင်းသွားတဲ့ဆိုလို့ရှိရင်တော့သူကဒီဒေါသနဲ့ပတ်သက်တဲ့အိဆာရှိတဲ့အခါကျတော့ဒီဒေါသရဲ့တော့ရာဇဝမှုကျွလွန်တတ်တဲ့အချက်ကဲတစ်ခုပေါင်းတဲ့အခါကျတော့သူကပေါင်းသိမ်းတိုက်တဲ့လူတယောက်မဖြစ်နိုင်ဘူးဖြစ်သွားတယ်ပေါ့နော်။နောက်တစ်ခု ီမှာဗုဒ္ဓဘူးဂျိုကိုခုနဥကောင်းလမ်းကြောင်းကော့တက်ခြင်းအပြင်ကိုခုနဒီအသက်လမ်းကြောင်းကထွက်တဲ့နေရာကြတော့ဒီအင်္ဂါဂျိုကဘက်ကနေပြီးတော့ထွက်တယ်အောက်ထက်ကထွက်တယ်ပေါ့နော်ထွက်တဲ့အခါကျတော့အင်္ဂါဂျိုဘက်ကထွက်တယ်ဒီနောက်တော့ဒီဥကောင်းလမ်းကြောင်းကလည်းကော့တက်နေတယ်လက်ညှိုးမှလည်းခုနကပြောကောက်တာတို့ရှေတာတို့ဗုဒ္ဓဘူးဂျိုကမှလည်း အပြည့်နာစာတွေရှိမယ်ဆိုတော့သူကစိတ်ကောင်းမရှိဘူးနော်ဒီမနာလိုဝင်တို့တတ်တဲ့စိတ်ရှိပြီးတော့သူတစ်ပါးပျက်စီးရပျက်စီးကြောင်းကြံစီတတ်တဲ့သဘောမျိုးလေးရှိတယ်အဲ့တော့ဒီနေ့ပြောတာကိုပြန်ချုပ်ပြောမှဆိုရင်လက်တန်းဒီ၎င်းလက်တန်းအရှိဒီ၎င်းနော်လက်တန်းအရှိရှိတော့လည်းပဲလက်တန်းကောက်ချင်းဒီ၎င်းလက်တန်းတူချင်းဒီ၎င်းတော့ကဒီပုံတဘူးဂျိုကုံမှာကောင်းခြင်းမကောင်းခြင်းဒီ၎င်းပြောပြအပ်ခဲ့တယ်ပြောပြတဲ့ခါမှာလက်တန်းတူခဲ့မယ်ပုံတဘူးဂျိုကုံမှာဒီ မကောင်းတဲ့အမှတ်လေးမကောင်းတဲ့အမှတ်ဆိုတာဒီကျွန်းလိုဟာလေးတွေပါမယ်နော်အဖြတ်လေးတွေပါမယ်ဆိုလို့ရှိရင်သူကဒီတမန်သူကလိန်လေတတ်သူမဟုတ်တော့လေပဲပါရည်နိုင်မရှိပဲနဲ့ကိုပြောချင်တဲ့စကားကိုသူတော်ဘာနားဝင်အောင်မပြောနိုင်တဲ့သဘောရှိတယ်လက်သန်းလက်သန်းရှည်လာပြီးတော့ကောက်တယ်ဗုဒ္ဓဘုဂျိုပေါ်မှာကြက်ချီကတ်တွေပါတယ်ပါတယ်ဆိုလို့ရှိရင်တော့သူကလိန်လေလှဲ့ပြားပြီးတော့နော်လူလိန်လှုပ်ရှားတတ်တဲ့သူမျိုးတွေမှာပါတယ်ငယ်ငယ်ရှည်လာတယ်ဆိုလို့ရှိရင်သူက ဓာတ်ရိုင်နဲ့ခွဲပြီးတော့ဒီပတ်စကားဒီပေါ်မှာနိုင်တဲ့တဲ့လူမျိုးထူဖြစ်လာတတ်တယ်။အဲကြောင့်ဒီအချက်ကိုပေါ့နော်ဒီအခြေခံအချက်လေးတွေကိုသိပြီးတဲ့အခါကျတော့ကိုပေါင်းသိမဲ့မိတ်ဆွေသင်ငယ်ချင်းလက်သန်းရှိကိုကြည့်လို့ရှိရင်သူကဒီလက်သန်းလေးတို့မယ်ဆိုအော်သူစကားလဲလဲဝဲဝဲမပြောနိုင်တော့ပါလားလက်သန်းအသေးချင်မယ်ဆိုအော်သူပါရင်နိုင်ရှိတာပဲဘာဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်လို့ကိုအလုပ်သမားနဲ့ပတ်သက်လို့အားကိုရမယ်ဆိုပြီးတော့တစ်ချက်ဆုံးဖြတ်နိုင်တယ်လို့တကယ်လို့ဒီ လက်သန်းထိတ်လေးကောက်နေရဲ့လို့လက်သန်းကပုံလေးတွေပြက်နေရဲ့ဆိုလို့ရှိရင်ဗုဒ္ဓဘူးဂျိုကိုမကောက်ဘူးလက်သန်းမကောက်တဲ့အတွက်ကြောင့်ဒီလူစီသစ္စာရှိမှုမှာအားနည်းနိုင်တယ်နောက်တစ်ခုဗုဒ္ဓဘူးဂျိုကုံပေါ်မှာဒီမကောက်တဲ့အမှတ်သားတွေပါမယ်မကောက်တဲ့အမှတ်သားဆိုအစုံမော့တော့ဒီဘွားထအနေအောင်ဖြစ်နေတယ်ဆိုလို့ရှိရင်စိတ်ကောင်းမရှိတာလို့ကိုယ်အတွေ့အကြုံတော့မှန်မှန်ကန်ကန်မတွေ့နိုင်တာလို့နောက်မနာလိုဝန်တိုစိတ်များတာလို့ပတ်သက်ရင်ဒီဗုဒ္ဓဘူးဂျိုကုံအားနည်းငါဒါကိုပြေးလိမ့်မယ် ။ဒါကြောင့်ဒီနေ့တင်ပြရခြင်းတာကလက်သံဗုဒ္ဓဘုဂျုံကုန်နဲ့ပတ်သက်ပြီးလူတယောက်ရဲ့ဒီသဘောထားဒီဘုဒ္ဓရဲ့စိတ်ဓာတ်လူတယောက်ရဲ့ဒီလိမ့်လေနိုင်ခြင်းပိုင်းရနိုင်ရှိခြင်းစကားပြောကောင်းခြင်းဆိုတာဒီကိုခွဲခြားသိနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုတင်ပြရင်းနဲ့အခုဒီနေ့တင်ပြချက်ကိုဒီကုန်းချုပ်ရပါတယ်။ကျမ်းမာချမ်းသာလူတော်ပြေးကြပါစေ။